ဟောနောက်တစ်ခုကအတွေးအမြင်ခုခေပြောတဲ့ဓတနာပေါ့နော်ဓတနာနဲ့ဒိဋ္ဌိဆိုတာစကလုံးတူတယ်ပေါ့တချို့နေရာမှာဒိဋ္ဌိလို့ဆိုတဲ့အမြင်အတွေးအမြင်အဲ့ဒီအမြင်ကလည်းပဲတတိထားရတယ်ဘာမှကျွလွန်းတာမဟုတ်ပေမဲ့လို့ပြင်မရတဲ့အတွေးက၃မျိုးရှိတယ် ခိုင်မာသွားပြီဆိုရင်အဲ့ဒီအတွေးအမြင်ဟာပြင်လို့မရတဲ့အတွေးအမြင်ဖြစ်သွားတာတကော။မာလဲလို့ဆိုရင်ဝါရ၃မျိုးနဲ့ပြောမယ်ဆိုရင်နံပါတ်၁ကအကြောင်းတရားကိုညင်းပယ်တဲ့အဟိတုကဝါရ။ causeless causelessness ဘာပဲဖြစ်ဖြစ်ဖြစ်ချင်လို့ဖြစ်တာ။ဘာအကြောင်းမှမရှိဘူး accidental ပေါ့။သူဖြစ်ချင်လို့ဖြစ်တာ။ အကြောင်းတရားမှန်တရားကိုညှင်းခွဲတယ်တို့ဒီဘွားမွေးလာတာဘာကြောင့်မွေးဘာကြောင့်မှမဟုတ်သူမွေးခြင်းလို့မွေးတာဟောအဲ့ဒီကဘွားရံသမား accidentally မတော်တဆတို့ဒီဘွားမွေးလာနော်အကြောင်းတရားမှန်တယ်များကိုလက်မခံတဲ့ဝါဒကိုညှင်းပယ်တဲ့ဝါဒကိုအဟိတုကဝါဒလို့ခေါ်တယ်။လွမြောက်ဖို့လည်းအကြောင်းတရားမရှိဘူးဖြစ်ပေါ်ဖို့လည်းအကြောင်းတရားမရှိဘူး။ဘာအကြောင်းမှလက်မခံဘူး။ အကြောင်းတရားညင်းပယ်တဲ့ဝါဒအဟိတုကဝါဒအဲ့ဒါလဲဆွဲမြဲသွားပြီဆိုလို့ရှိရင်တော့ဒီအမြင်ဟာပြင်လို့မရတဲ့အမြင်တစ်ခုဖြစ်သွားနိုင်တယ်တဲ့တေချာပေါ့မကောင်းတဲ့ဘဝရောက်သွားမယ်ဒီအမြင်လက်အဲ့တော့အကြောင်းကိုညင်းပယ်မှုဟာတမာအဖြစ်ကြည့်မယ်ဆိုလို့ရှိရင်တော့ကိုယ်အမြင်ပဲလို့အမြင်တစ်ခုလို့သာဒီလိုထင်ရပေမဲ့အကြောင်းတရားကိုညင်းပယ်ပြီဆိုတဲ့ပုံကိုရဲ့ ဒီအနာဂတ်ဟာအကောင်းမလာတော့ဖခင်လက်ထက်ကဒီဝါရကိုဘယ်သူလက်ခံကျင့်သုံးတာတော့ဆိုမက်ခလိခောသလဆိုတဲ့ပုဂ္ဂိုလ်အကြောင်းကိုညင်းပယ်တယ်ပြောဆွန္ဒရာကတရားရီကောင်းစားဖို့လဲအကြောင်းမရှိဘူးပျက်စီးဆုံးရှုံးဖို့ဆိုတာလဲအကြောင်းမရှိဘူးသူ့ဘာသူ accident တယ်မတော်တဆဖြစ်လာကြတာဟောအကြောင်းတရားမှန်သမျှကိုညင်းကွယ် အဲ့ဒီဝါဒကိုဒါတာအမှန်လို့ဆိုပြီးတော့ဆုံးဖြတ်လက်ခံသွားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အနာဂတ်ဟာကောင်းတဲ့အနာဂတ်မဖြစ်နိုင်ဘူးတဲ့ဟောနောက်တစ်ခုကပါတော့ဆိုရင်အခရိယဝါဒပူရဏကတ္တဗလက်ခံတဲ့ဝါဒမျိုးပူရဏကတ္တဗပါတော့ဆိုကံကိုညှင်းပယ်လိုက်တာအခရိယဝါဒဆိုတာလုံးလို့မရဘူး non action ဘာမှလုပ်လို့မရဘူးကုသိုလ်ဆိုတာမရှိဘူးမရှိလို့ကုသိုလ်လုပ်လို့မရဘူးအကုသိုလ်ဆိုတာလည်းမရှိဘူးအကုသိုလ်ဆိုတာလုပ်လို့မရဘူးလူတွေကထင်တယ်ဒါနလုပ်တယ်သီလလုပ်တယ်ကုသိုလ်ရတယ်လို့ထင်တယ်မရဘူးတဲ့သူကကံတရားဆိုတာရှိကုန်မရှိဘူးလူတွေကထင်နေတာအကုသိုလ်သူများတတ်တယ်တတ်တယ်သူများဥစ္စာတွေခိုးတယ်လူတွေကဒါအကုသိုလ်လို့ထင်တယ် မဟုတ်ဘူးတဲ့အာဟုတုဆိုတာမရှိဘူးတဲ့မရှိသည့်အတွက်ကြောင့်လှုပ်လို့မရဘူးဒီကံတရားတွေရဲ့အကျိုးဟာလည်းမလာဘူးလို့ကံကိုညှင်းပယ်တဲ့ဝါရကိုအကရိယဝါရလို့ခေါ်တယ်ပူရဏကတ္တဝါရဲ့ဝါရဟာအကရိယဝါရဒါလူလောကကြီးမှာတစ်ချိန်ကရှိခဲ့တဲ့ဝါရတွေပဲเนาะအဲ့ဒီအကရိယဝါရကိုနှစ်ချိုက်ပြီးတော့ ဒါသာလည်းအမှန်လို့လက်ခံဆုံးဖြတ်သွားတဲ့ပုဂ္ဂိုလ်ရဲ့အနာဂတ်ဟာအကောင်းမလာတော့ဘူးဆိုလို့နောက်တစ်ခုကပါလဲလို့ဆိုရင်နတ္ထိကဝါဒလို့ခေါ်တယ်နတ္ထိကဝါဒဆိုတာကံရဲ့အကျိုးတရားကိုညင်းပယ်တာအကျိုးတရားကိုညင်းပယ်အဲ့ဒါဆယ်ချက်ရှိတယ်မြတ်မာရီဘုရားဘာသာတွေသိတဲ့ဒီ ဒုစရိုက်၁၀ပါးထဲမှာအဘိဇ္ဇာပြာပါဒမိစ္ဆာဒိဋ္ဌိဒီလိုရှိအဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုဒီမှာဒီနတ္ထိကဝါဒကိုပြောတယ်။တက္ကရာဒိဋ္ဌိတို့ဘာလို့ပြောတာမဟုတ်ဘူး။ဒီနတ္ထိကဒိဋ္ဌိကိုပြောတာ။ဘာကိုညင်းပယ်တာတော့ဆိုအကျိုးတရားကိုညင်းပယ်။ကံတရားတွေရဲ့အကျိုးကိုညင်းပယ်။သူဘယ်လိုညင်းပယ်တုံးလို့ဆိုနတ္ထိဒိဏံနဲ့လူလို့တန်းလို့ ကုသိုလ်ရတယ်လူချင်းတန်းချင်းရဲ့အကျိုးရှိတယ်ဆိုတာလက်မခံမရှိဘူးတဲ့။နတ္ထိယိဋ္ဌံအကြီးအကျယ်ပူဇော်ပတ်သက်ခြင်းရဲ့အကျိုးရှိတယ်ဆိုတာလည်းမဖြစ်ဘူး။ရှ िख ေက sacrifice ဆိုပြီးတော့လှုပ်တာတွေရှိတယ်လေ။ sacrifice လုပ်လို့ရှင်နတ်ပြည်ရောက်တယ်၊ဗြဟ္မာပြည်ရောက်တယ်နဲ့ဆိုပြီးတော့တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကအများကြီးငွေကြေးတနာကုန်ကြခံပြီးတော့လှုပ်တယ်။အဲ့ဒါတွေဟာအလကားပဲအကျိုးမရှိဘူးညင်းပဲ။ နတ္ထိဟုတံလက်ဆောင်ဘာနာပေးတယ်ဆိုတာမျိုးတွေရဲ့အကျိုးလည်းမရှိဘူးလို့အကျိုးကိုညှင်းပယ်တာသူသုံးခုနောက်တစ်ခုကပါတော့နတ္ထိသုက္ကတဒုက္ကတနာကမ္မနံဖလံဝိပါကောကုသိုလ်ကံအကုသိုလ်ကံတွေရဲ့အကျိုးရင်းအကျိုးပြားဆိုတာမရှိဘူးကုသိုလ်လှုပ်ခြင်းလှုပ်ဘာအကျိုးမှမရဘူးအကုသိုလ်လှုပ်ခြင်းလှုပ်ဘာအကျိုးမှမရဘူးဟောအကျိုးကိုညှင်းပယ်နတ္ထိ အယံလောကောနတ္ထိပရောလောကောတမလွန်ဘဝဆိုတာလည်းမရှိဘူးဒီဘဝဆိုတာလည်းမရှိဘူးဖိုးဘဝဒီဘဝဆိုတာမရှိဘူးလို့နှစ်ခုညင်းပဲနောက်တစ်ခါနတ္ထိမာတာနတ္ထိပိတာစကလုံးရဲ့အဓိပ္ပာယ်ကတော့နတ္ထိမာတာဆိုတာအမေမရှိဘူးနတ္ထိပိတာအဖေမရှိဘူးဆိုလိုတဲ့အဓိပ္ပာယ်ကတော့ အမေဖေကိုဆောင်ကားလည်းအပြစ်မရှိဘူးအမေဖေကိုပြုစုလုပ်ကျွေးတဲ့အကျိုးလည်းမရှိဘူးလို့အကျိုးတရားဟောညင်ပေတော့အမေဖေကိုအတိမတ်မပြုဘူးဆိုကြတဲ့ကအမေဖေပေါ်မှာပြုလုပ်တဲ့ကုသိုလ်အကုသိုလ်ရဲ့အကျိုးကိုညင်ပေခြင်းပဲဖြစ်တယ်ပေါ့ဟောနောက်နံပါတ်9ကဘာလို့ဆိုရင်နတ္ထိတ္တတာဩပပတ္တိကာတဲ့ သေးပြီးပြန်မွေးတယ်ပြန်ဖြစ်တယ်တန်တရာထဲမှာသေးပြီးနောက်ဘဝဆိုမှရှိဘူးဒါလည်းအကျိုးတစ်ခုအနေနဲ့ဟောနောက်တစ်ခုကတော့နတ္ထိတမနာပြမနာတမက္ကတာတမ္မာပဋိပန္နာကောင်းတဲ့အချင်းကိုချင့်ပြီးတော့ဆိုလိုတာကဖျားဆိုတာလေအမှန်တိတယ်ဖျားဆိုတာလေလောကကြီးမှာမရှိဘူးလို့ပြောချင်ဒါလည်း ဘုရားဆိုတာပါရမီတွေဖြည့်ပြီးမှရလာတာဆိုတော့အဲ့ဒီပါရမီဖြည့်ခြင်းရဲ့အကျိုးကိုလည်းညင်းကွယ်တယ်ဆိုတဲ့ညင်းပယ်တယ်ဆိုတဲ့အထိပ်ပဲအဲ့ဒါကိုနတ္ထိကဝါဒလို့ခေါ်တယ်အဲ့ဒီနတ္ထိကဝါဒကိုနှစ်ချိုက်ပြီးတော့လက်ခံကျင့်သုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအနာဂတ်ကောင်းတဲ့အနာဂတ်သူ့မှာမရနိုင်ဘူးအကျိုးပေးဖို့မြဲသွားပြီး သေးသည်ချမ်းမဲ့အဲ့ဒီပုံကိုယ်တွေကအပင်ငယ်တွားဖို့ရတချောင်းနေပဲလို့ဆိုလိုတယ်။နော်ဒီလိုဆိုတာတက္ခာဝရဏနတ်ပြေကိုတောင်းမရောက်နိုင်ဘူးသူတို့ပြောတာကံပေါင်းလိုက်တဲ့အခါကျတော့အဟိတုကဝါဒကအကြောင်းကိုညင်းပယ်တာအကရိယဝါဒကကံတရားကိုညင်းပယ်တာနတ္ထိကဝါဒကကံတရားရဲ့အကျိုးကိုညင်းပယ်တာဆိုတော့ ပေါင်းလိုက်တော့ဒီသုံးခုကကံကံဤအကျိုးလက်မခံတာပဲဖြစ်သွား